နော်ကျွန်တော်ဒီ RCS ရဲ့ NC ကိုထုတ်ပြန်ချင်တယ်အဲကျွန်တော်တို့ဒီ NCA ဆိုတဲ့ဒီရောဒီလုပ်ငန်းစဉ်ကောင်းတဲ့ခေါ်ရဆိုတော့ကျွန်တော် process ဖြစ်တယ် process ဖြစ်တဲ့အခါကျတော့ကျွန်တော်တို့ကဒီ process ပေါ်မှာကျွန်တော်တို့ဒီနောက်နှစ်ဖက်ပေါ့ကျွန်တော်တို့ပြဆိုတောင်းတော်ဆိုးရဆိုးတော်ဖြစ်နေတော့လားဒါပေမဲ့တော့ time နဲ့နဲ့ခိုင်တယ်ပေါ့ဒီနှစ်ဖက်ကချုပ်ဆိုလာတဲ့စာချုပ်ပေါ့ဆိုတော့ဒီစာချုပ်ကငွေကြေးရေးစာချုပ်ပေါ့ငွေကြေးရေးလုပ်ငန်းစဉ်ကို accountant for night ကိုအတွက်ခြေလှမ်းစနိုင်တဲ့ ခင်ဗျာတန်တန်းချက်တွေဖြစ်ပါတယ်ဒီခြေလမ်းစမယ်တဲ့တန်တန်းချက်တွေပေါ်မှာအခြေခံပြီးတော့ကျွန်တော်တို့ငင်းငယ်ရေးရရှိအောင်ဆောင်ရွက်ပေါ်ဖို့လုပ်ပါတယ်ဒီ process လုပ်ငန်းဖြစ်တဲ့အတွက်ဒီ process လုပ်ငန်းဆောင်ရွက်နေတဲ့ချိန်မှာကျွန်တော်တို့ကဒါဟောပေါ်မပြည့်ပြည့်တဲ့အခြားတာပါတပတ်ကအစိတ်ထဲမှာလည်းဒီ SCA ပေါ်အနှစ်သက်တဲ့ဒါကြောင့်အနှစ်သက်ကိုဒါမျိုးလည်းရှိပါတယ်တချို့ကျွန်တော်တို့ SCA လက်မှတ်ရေးထိုးထားတဲ့တချို့ဖွဲ့တွေဆိုရင်ဒါ SCA ကိုတော့ဟာဟာပြောလို့ပေါ့ SCA ကဟိုအသက်မရှိတော့ပါဘူး SCA ကတော့ဒါဟိုဘာလဲဟို တော့တော့လို့မရတော့ပါဘူးပြောကြတယ်တော်တော်လည်းကျွန်တော်တို့ဒီ NCA တဲ့ပတ်သက်ပြီးလည်းဒီ Suzuki ဝင်မှာဒီပြက်ပြက် Suzuki ခဲ့ပါတယ်ဒီ NCA စာချုပ်ပါဆိုကျွန်တော်တို့ကဒီတိုင်းရင်းသားတွေရဲ့အဆိုပြုချက်တွေပေါ်မှာကျွန်တော်တို့ဒီအဆိုဘက်ကနေအတက်ပြေစပိုင်လို့ပြီးတော့ကျွန်တော်တို့သဘောတူကြတာဖြစ်ပါတယ်သူတပြေတော့တိုင်းရင်းသားတွေရဲ့ proposal ပေါ်မှာကျွန်တော်လက်ခံပြီးတော့စောင့်ဝဲပေးတာဖြစ်တယ်တိုင်းရင်းသားတွေရဲ့လူလာချက်တော်တော်များများဖြစ်ဖြစ်ဆိုတော့အကုန်လုံးအသိစီမှာပါတယ်အဲ့တော့ကျွန်တော်တို့ဒီ Suzuki နဲ့ပဲ NCA စာချုပ်ကြည့်ဖို့သဘောတူတယ် ောတူကြီးလက်မှတ်ရေးထိုးခဲ့တာဒီအစီအစာချုပ်ကိုလည်းကျွန်တော်တို့ပြောင်းပြီးတော့တင်ပြပြီးတော့သဘောတူညီချက်ရယူထားတဲ့ကိုဒီအစီအစာချုပ်ကခိုင်ခိုင်မာမာရှိတဲ့တမိုင်းဝင်စာချုပ်ပြီးတော့ရှိတာပေါ့နော်အဲ့တော့ခုဒီ ASEAN ဆက်ရဲ့ဒီလိုခြေညာချက်တွေရတယ်ရှိတတ်ပါတယ်ငင်းငင်းမှာပေါ့နော်အတက်အဆုံးအနည်းငယ်ရှိတတ်ပါတယ်အခါကျတော့လည်း process လုပ်ရဖြစ်တဲ့ကိုကျွန်တော်တို့ကဒါကြီးကမပြည့်ပြည့်သေးတာဖြစ်တော့တဲ့သူတို့ဘက်က ASEAN ဘောက်သူတို့ထားတယ်ပထမကချုံဆူတာလည်းတွေ့ရတယ်သို့တော်လည်းကသူတို့ရဲ့သဘောထားဆန္ဒသဘောထားဆန္ဒတွေကပြောတာပေါ့ ော့ဒီလိုဖြစ်ရှိဘယ်သူဖြစ်ဖြစ်သူသဘောထားဆန္ဒပြောတယ်အဲဘယ်လိုပဲဖြစ်ဖြစ်ဖြစ်သူတို့သဘောထားသည်ဘယ်လိုပဲရှိဖြစ်ရှိကျွန်တော်တို့ကဒီ SCA မှာဟိုကတာယာမဖြစ်ဘူးတွဲဆုံဆွေးနွေးခြင်းနဲ့အခြေရှာမှာဖြစ်ခဲ့တယ်ကျွန်တော်တို့ကသူတို့ဘယ်လိုပဲဖြစ်ဖြစ်ဖြစ်ကျွန်တော်တို့က NC right ဘောမယ်ဆိုတာကိုပြောပါတယ်ပြီးတော့လည်းသူတို့ရဲ့အကြောင်းတန်းချက်တွေလည်းပြဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့ကတော့ဒီ NC ကိုခြေခံပြီးတော့ပဲတွဲဆုံဆွေးနွေးမှုတွေအကောင်းဆုံးနဲ့ကျွန်တော်တို့အခြေအနေမြင်နိုင်တော့ပါမယ် ့ SC အခြေခံမူကိုလည်းကျွန်တော်တို့ကလိုက်နာပါတယ်ကျွန်တော်တို့အစိုးရကလည်းအဲ့ဒါကျွန်တော်အခြေခံမူမှာပါပါတယ်အခြေခံမူမှာပါလာဆိုရင်ဘလို့ပဲဥပဒေကွဲပြားနေပါစေကျွန်တော်တို့ဓာတ်ဥပဒေတော့ပြန်ပြောင်းပြီးအခြေလေဆွေးနွေးသွားမယ်ဆိုတာလည်းကျွန်တော်တို့ SC မှာပါတဲ့အတွက်ဥပဒေတော့သူတို့ကွဲပြားပြီးပြောတဲ့ချက်တွေလည်းကျွန်တော်တို့ဆက်ဆွေးနွေးသွားမယ်နောက်တစ်ခါဟိုဒီ SC မှာမပါဘူးပေါ့မပါဘူးမပါဘဲနဲ့တိကျဖြစ်ကြည်တာလည်းဆွေးနွေးကြတဲ့အကြောင်းအရာတွေအတွက်လည်းကျွန်တော်တို့နောက်ဆုံးအထွေထွေမှာပါပါတယ်အထွေထွေမှာဘလို့ပါလဲဆိုရင် ဒီ SCA မှာရေးသားမဖော်ပြထားတဲ့အချက်တွေရတယ်ကျွန်တော်တို့ဆွေးနွေးလို့ရတယ်ဆိုရင်ဒီရေးသားချက်ပါတယ်ကျွန်တော်တို့ဘယ်လိုပဲဖြစ်နေပါဘူးဒါသူတို့ရဲ့စိတ်ဓာတ်တွေမှာရှိတဲ့လို့တယ်မှာဖြစ်နေမှုတွေကိုကျွန်တော်တို့ဒါဘယ်လိုပဲဖြစ်နေဖြစ်ကျွန်တော်တို့ကတော့တွေ့ဆုံဆွေးနွေးရင်းနဲ့ပဲဒီတိုင်းပြီးတော့ဦးခေါင်းဖြေရှာဖို့မှဖြစ်ပါတယ်ဒီနေ့လည်းဒီ RCS ကအခွင့်အရေးအပူဆိုင်နေလို့ဒီမှာလာပြီးတော့တက်ရောက်လဲဆိုတာလည်းအကုန်လုံးအမြင်အသိတွေဖြစ်ကြောင်းကျွန်တော်တို့ရှိခိုးပါတယ်